မပြည်ပြဖျားပိုင်းကတဘာဝတိုင်းလှပနေတဲ့ရေခဲတောင်နှင်းတွေဒီရေခဲတောင်နှင်းတွေကိုတက်ပြီးတဘာဝရဲ့အလှကိုထိတွေ့ခံစားနိုင်ဖို့ကလွယ်ကူတာတော့မဟုတ်ပါဘူးခက်ခဲပင်မစွာနဲ့တွာလာရတဲ့ရေခဲပြည်တွေထဲမှာအသက်အနေနဲ့ရင်းပြီးတောင်တက်နေသူတယောက်အကြောင်းကိုဒီတစ်ပတ်ခေတ်ပြန်ကြောက်ကြောင်းအစီအစဉ်မှာရှင်းစားကြရမှာပါစမ်းမောင်ကတင်ဆက်ထားပါတယ်မြမာပြည်မြောက်ပြပိုင်းကချင်ပြည်နယ်ပူတာအုံမြို့

တိုင်းတော့အောက်ပိုင်းကလူမျိုးရောင်းမိနေအဲ့ဒါဟိုမြောင်ပြောင်းပိုင်းကရေခဲတောင်များစွာကိုတက်ရောက်ခဲ့ဖို့ပဲမြမပြီမှာရေခဲတောင်ရှိတယ်ဆိုတာလူတွေကိုသိစေချင်တဲ့သူကတော့ကိုမိုးမင်းသိဟိုရင်တောင်မှကျူစုပါတယ်ဖူတောင်မြို့မှာမွေးဖွားကြီးပြင်းလာခဲ့တဲ့ကိုမိုးမင်းသိဟာအကိုဖြစ်သူကခီးသွွားလုပ်ငန်းမှာလုပ်ကင်နေတာကြောင့်သူလဲ 15နှစ်သားအရွယ်ကိုရန်ကျောင်းသားဘဝမှာစတင်အထမ်းလိုက်ခဲ့တာကိုအောင်တို့ကအဲ့ချိန်မှာဒီတောင်ကူက68နောက်ပိုင်းမှာ69ကနေစတော့အဲသူတို့လည်းအထမ်းလိုက်ရင်းနဲ့တွားနေပြီ အဲတောင်းနေတော့ကျွန်တော်လည်းဟိုနွေရတီဆိုတော့အားနဲ့ကိုအောင်ကလည်းခေါ်တော့အမှကျွန်တော်စပြီးအထမ်းလိုက်တာအထမ်းလိုက်တော့အိမ်မှာလည်းကျွန်တော်ဆက်ပြင်တယ်အဲကက်ဆက်တွေပြင်လို့တရက်ဟိုဘော1500 2000ပေါ့အလိုရအဲကျွန်တော်တို့အထမ်းလိုက်စလိုက်တဲ့ချိန်မှာကတရက်ကို800အဲအနေစရမှာတော်တော်လေးလည်းပြင်ပန်းနေဒီအထမ်းထမ်းရတယ်ဥစားအမှလမ်းမငိုခဲ့ဘူးလားနဲ့ကတော်တော်များတယ်ငိုခဲ့တဲ့ချိန် တရက်ကို800ကျပ်ရတဲ့အထမ်းသမားဘွားနဲ့သူမရောက်ဘူးတဲ့တောင်တွေမရှိတော့အောင်ရေခဲတောင်တွေကြားမှာပျော်မွေ့လာခဲ့တယ်။အထမ်းလိုက်ရင်ကနေဒီမှာတရားဝါသနာပါလာ။ပါလာတော့ပထမတော့လို့ပေါ့ခန္ဓာကိုယ်ကပစ္စည်းတွေကလည်းအရင်လေးတယ်။အဲတော့သွားလာရခက်တယ်။နောက်သူ့ဆိုရင်တောင်တွေကအရင်မတ်တယ်။မတ်တဲ့နေရာတွေဆိုကျွန်တော်တို့ကမတက်နိုင်။အဲဒါပေမဲ့နောက်ပိုင်းကျတော့ဒီတစ်ခေါက်နှစ်ခေါက်သွားပြီးတဲ့နောက်မှာကျင့်သားရလာ။ကျင့်သားရလာဒီလုပ်ကိုဝါသနာပါလာတယ်။ ်ဟောဝါနာပါလာပြီအဲ့တော့မင်းလီတာလောက်ပါဆိုတော့အမကျွန်တော်ဒီအဖွဲခေါင်းဆောင်လေးစပစ်လာတော့အဖေကတက်မတော်သားအညာမီရေနံချောင်းချောက်ဘက်ကဗမာစစ်စစ် အမေကကချင်တိုင်းသူဂျင်းဘောလူမျိုးသူ့အဖေကချင်ပြည်နယ်မှာတာဝန်ကြခိုင်ပူဇော်ဆောင်ပြီးကချင်ပြည်နယ်မှာပဲအခြေဆိုင်နေထိုင်လာခဲ့တာလာစားဝင်ဝင်နေပါတဲ့သူတို့မိသားစုအတွက်ဖခင်နေမကမိခင်ကပါ ဆက်ချုပ်ပြီးသားတွေကိုပြုစုပြူထောင်ခဲ့ရတာပေါ့ဒီဘူတာအိုမှာအဲ့ဒီအချိန်မှာကျတော့အလုတ်တိတ်ရှားတယ်အလုတ်ရှားတဲ့အခါကျတော့ဒီနိုင်ငံခြားသားတွေတောင်ပေါ်တက်တယ်ဆိုတော့သူတို့ကဝတနာပါတယ်လေဝတနာပါတော့အကြီးကောင်ကလိုက်မယ်တဲ့အဲ့လိုဆိုတော့လေအလုတ်ရှားတဲ့အခါကျတော့လိုက်ဆိုရင်လည်းသူတို့ကပျော်သွားတာပေါ့အခုဒီ moment တင်းကလည်းအဲ့လိုပဲသူ့အကူနဲ့တောင်ပေါ်တက်ရင်းနဲ့သူလဲဝတနာပါတော့ ကျမကလည်းအားပေးလိုက်တာပေါ့ဒီမှကြည့်ရတယ်ကွာဘူးသူတို့အဲဒီရေခဲကြတဲ့အချိန်တို့ဘာလို့ဆိုတော့နော်နောက်ရေခဲတောင်တွေဒီမမျော်လိမ့်မယ်နဲ့လေတွာလာနေရမှာဒီလိုကွဲတက်တာပေါ့နော်အဲ့လိုမျိုးမှလေဆိုရင်စိုးရင်လေစိုးရင်လို့ဒီတားနဲ့ဝေးတဲ့တလခီးကြီးဒီဆိုရင်အမေကတော့တိတ်မလွတ်တာပေါ့ အေးအခုဒီစေရက်ခီးတို့ နီနာတဲ့နေရာမှာပဲသူတို့လို့တူတန်20ရွယ်မှာတော့ကူတာကိုခြေဆိုင်ခီးသွားကုမ္ပဏီမှာဝင်ရောက်လုပ်ကင်ခဲ့တယ်ဖြေတယ်လဲဆိုရင်ဒါတချို့ကမိသားစုလိုက်ပဲတုံးတယ် ငါးနှစ်ကျော်ကြာလုပ်ကင်ပြီးတဲ့အခါမှာတော့သူ့ကိုယ်ပိုင်ခီးသွွားလုပ်ငန်းကိုစတင်ခဲ့တယ်။မဟုတ်ဘူးနော်။ဘယ်လိုလဲ။အိုက်တော့လော။အားမရ။အထောင်းကကျွန်တော်ဝန်ထမ်းဒီဖြစ်သွားပြီးတဲ့နောက်မှာကျွန်တော်တောင်းနေပဲတက်ချင်တော့။အဲ့တော့ကျွန်တော် operation manager လုပ်တယ်။တချို့ဒီအနောက်မှာအဲ့တဲ့မရှိဘူးဆိုရင်ကိုယ်တိုင်လိုက်တယ်။ကိုယ်တိုင်တက်တယ်။အဲအဲ့အနေမှာကျွန်တော်စိတ်ကအရန်တက်ကြွနေဒီတောင်တွေဝဲအများတန်းတက်နေရမှာစိတ်ကဟိုဖြစ်တယ်

သူ့ဘဝလမ်းကြောင်းပြောင်းခဲ့ရတယ်ကျွန်တော်ထွက်တဲ့အချိန်မှာပဲကန်ဆိုးလာတယ်တချင်မီနယ်မှာတိုက်ပွဲအရန်ဖြစ်တယ်အဲ့မှာကျွန်တော်လည်းဟိုအပြင်မိတ်တွေလည်းတချို့ရှိနေပြီဟိုအားနဲ့တော့တိုက်ပွဲတွေဖြစ်သွားတော့အဲ့မှာကျွန်တော်ဒီခီးသွားလုပ်ငန်းပိတ်သွားတော့ပိတ်သွား2000ဒီ73ပေါ့ အဲ14မှာပဲပြန်ပွင့်တာအဘာလို့ရလဲဆိုဒီမြေကြီးနားပူတာကိုလမ်းမှာအမဟောကျွန်တော်ဒီမိတ်ဆွေတယောက်ဟာသူကဒီ SAE ဟောအင်ဂျင်နီယာဟောအာသူကလမ်းလောက်တော့အဲနဲ့ကဲမင်းဟိုကလုံးမရှိဘူးဆိုရင်တော့လမ်းလောက်ပေါ့အာကျွန်တော်ကတော့ပထမတော့အဲ့လိုပဲဟိုဆိုင်ကယ်တစ်စီးမှာအမကျွန်တော်ဆက်ပစ္စည်းအစုပ်တွေထည့်မှာရွာတွေသွားတော့ပေါ့အာသွားပြီးဆက်လိုက်ပြန်အဲ့လိုမျိုးလောက်တော့အာနဲ့မင်းဟိုကပေါ့အလုံးမရှိရင်တော့လာခဲ့ဆိုအမကျွန်တော်အမ ီတိုင်းပဲသွားဟိုဟာသူတို့စီမှာ can fight ပေါ့ကျွန်တော်အမှပြင်နေပါလေအဲတတားလို့ဖို့လေနောက် land နည်းနည်းပွားဟိုအဲကျွန်တော်ကျွန်တော်တို့အမှဟိုကျွန်တော်လည်းအဖွဲဖွဲကြီးမှာသွားတော့ကျွန်တော်အထမ်းဖွဲတွေရောအကုန်လုံးလှုပ်ရစီအောင် ရေခဲတောင်နဲ့ခီးစဉ်နေစီစဉ်လုတ်ကင်နေပေမဲ့သူတကယ်ဖြစ်ချင်ခဲ့တာကအင်ဂျင်နီယာအဓိကကျွန်တော်ဖြစ်ချင်တာအင်ဂျင်နီယာဟောဒီဆက်ပြင်းပေါ့အားကိုအရန်ဖြစ်ချင်တာပြောရမှာမနေနဲ့တော်ရမှာနေဆိုလို့ဒီခီးသွားလုပ်ငန်းကိုအရန်ဝါနာပြန်ပါသွားတဲ့အချိန်ကျတော့ဒီ electronic လုပ်ကိုတိတ်မလုပ်ဖြစ်တော့ လိုနဲ့တောင်တက်ကသူ့ရဲ့ဝါသနာတစ်ခုဖြစ်ပြီးအတတ်မိုးဝမ်းကြောင်းလုပ်ငန်းမှာဖြစ်လာခဲ့တယ်။တောထဲမှာတော့ကျွန်တော်တို့ဒီလမ်းလျှောက်ရင်းနဲ့အဲ့လိုဘေးပတ်ဝန်းကျင်ကိုကြည့်ရရန်ရတာရှိတယ်။အဲ့မှာဆိုရင်ကျွန်တော်တို့ဒီတောဟိုဟာသွားပြီးဆိုရင်ငှက်တန်တွေကလည်းဒီရန်တာရတယ်။အငှက်တန်တွေနောက်မနက်မနက်ခင်းဆိုငှက်တန်နဲ့မြောက်တန်တွေကအကုန်လုံးပေါ့။ပြီးရင်အဲ့လိုပဲငှက်လေးကြည့်လိုက်ပြီးရင်ဟိုအပင်လေးကြည့်လိုက်ဟိုပင်ကထူးဆန်းတယ်လို့ဒီပင်ကထူးဆန်းတယ်လို့ပေါ့။ အဲ့အားလေးကြီးရတဲ့ feeling ကလည်းအရင်ကောင်းတယ်အရင်ကြိုက်ကျွန်တော်စဉ်အရင်ကစိတ်သက်တော်တော်ပျော့နေတာပဲ ပြောတယ်အာဒီတောင်ကြီးကိုကြည့်မှအာမသွားနိုင်တော့ဘူးပါညာဖြစ်ခဲ့တာပဲဒါပေမဲ့တလန်းချင်းသွားရင်ရောက်တာပဲဟိုသူများတွေကဥမာဟိုအမြန်သွားတယ်ရောက်သွားတယ်ဒါပေမဲ့သူတို့နဲ့ကွာရင်ကိုကဟိုအနည်းပဲသွားသွားနှစ်နာရီလောက်ပဲဟိုဟာဖြစ်မှာအော်သူကရှေ့ရောက်သွားတယ်ကိုကနောက်ကရောက်တယ်ဒါပေမဲ့ပန်းနိုင်ရအတူတူပဲ ဟိုကသူ့ဟိုက icon icon တလုံးပိတ်ထားလိုက်တော့ဟိုကတခဲကုန်နေမှာကုဆိုရင် ရေခဲတောင်တက်တာအချိန်ပေါင်း100ကျော်သူရှိသွားပြီ သူသွားခဲ့သမျှခီးတွေထဲမှာအခက်ခဲတွေအများကြီးရှိခဲ့တယ်လို့အသက်အန္တရာယ်နဲ့ကြုံဆုံရခဲ့တာအချိန်ချင်းပေါ့2004မှာတစ်ချိန်မုံတိုင်းမိတယ် အဲ့မှာတောင်ထိပ်ကိုဘလို့မှဆက်တက်လို့မရအောင်အဲ့တော့ကျွန်တော်ကလေဒီတောင်တက်ဖက်နဲ့တင်နေမဟုတ်ဘူးဒီလိုဝစ်စားနေနေမဟုတ်ကျွန်တော်ရိုးရိုးမူးကလေးနဲ့ရိုးအင်ဂျီလေးနဲ့နောက်ကင်ဘက်ဖက်နဲ့အော်ဒီမုံတိုင်းကိုဘလို့မှကျွန်တော်ဖြတ်ကျော်လို့မရအောင်မရတော့ကျွန်တော်ကအားလုံးအမိန်ပေးတယ်အားလုံးပြန်ဆင်းမယ်အဲ့တော့တချို့ကျတော့ဟိုဘလို့ခေါမလဲဆက်တက်ခြင်းနဲ့အဲ့ဆက်တက်ရင်အကုန်လုံးအန်တီများမယ်ဆိုအဲ့ဒီမှာပဲလေတိုက်မှဟိုအပင်တွေကျိုးကြလာကျိုးကြလာအကုန်လုံးဒီရေခဲဆက်ကြော်ကြော်လေးကနေပြန်ဆင်းလာတာ ံကြားသားတွေနဲ့တောင်တက်အားကစားကိုဝါသနာပါတဲ့သူတွေပဲသိနေသေးတယ်။ကချင်ပြည်နယ်ပူတာအိုခရိုင်တွင်းကရေခဲတောင်တွေအကြောင်းပြည်တွင်းခီးသွားတွေကိုသိစေချင်လာခဲ့တယ်။ကချင်မြေမှာမွေကချင်မြေမှာကြီးပြင်းလာခဲ့တဲ့သူရေခဲတောင်တွေကိုတက်ရင်သူ့ဘဝတစ်ခုလုံးမြုပ်နှံထားတာကိုဝေဖန်မှုတွေလည်းရှိခဲ့တာပေါ့။ဒါပေမဲ့သူကတော့တောင်တွေတက်နေမြဲပါပဲ။ တချို့ကြတော့လည်းပြောကြလိမ့်မယ်အာဒီကောင်ယူထားလို့သွားနေတာအဲ့လိုမျိုးတော့ပြောလိမ့်မယ်ဒီလောက်အန်ဒီများတဲ့အလုပ်ကိုပေါ့တကယ်တမ်းကျတော့အန်ဒီတော့များတယ်ဒါပေမဲ့ဟိုဒါတွေကိုကျွန်တော်တို့ကဝါသနာဆိုတာကဘလို့မှဟိုမေ့ဖြောက်လို့မရဘူးလူပြိုလုံးဝဆိုလို့ရှိရင်အရင်စွန့်စားတယ်ဟိုဘယ်နေရာဟိုဟာဖြစ်ရင်ရောက်အောင်သွားမယ်ဆိုတော့အခုကျတော့ကျွန်တော်တခုဖြစ်ရင်နောက်မှမိသားစုတွေအများကြီးရှိအဲ့တော့တော်တော်လေးစဉ်းစားတာတောင်ပေါ်မှာတခုဖြစ်မှာလို့ပါလို့အရင်စိုးရင်အခု ော်ပြတ်မှတ်တဲ့ဒါတော့ဆချခုနဲ့ဒီဇင်မာလာကစပြီးနိုင်ငံသားတွေပူတောင်ရေခဲတောင်တက်တာကိုတားမြင်လိုက်တဲ့အတွက်ပြည်တွင်းခီးသွားတွေကိုပဲအားကိုးနေရတယ်။ဘလို့အခြေအနေနဲ့ကြုံကြုံတောင်တက်သမားတွေရဲ့အိမ်မက်ဖြစ်တဲ့မြန်မာပြည်ရဲ့အမြင့်ဆုံးတောင်ခါခါဘူရာစီတောင်တက်ဖို့ကတော့ပြင်ဆင်နေသေးပဲပေါ့။အခုဒီဂုံကြီးကိုကျွန်တော်တက်ရအောင်။ဒီဂုံကိုတက်ပြီးမကြခင်မှာကျွန်တော်တောင်ထိပ်ကိုရောက်မှာ။အဲ့တော့ကျွန်တော်ကြောက်အောင်ကြိုးစားကြည့်မယ်။ ဒီကတော့ကျွန်တော်ခကောင်ဘူတက်ဖို့အခုဟောပေါ့ဟိုပြင်ဆင်နေရကိုယ့်ကိုလည်းခံနိုင်ရင်ရှိအောင်လုပ်တယ်ကျမ်းမကြီးပေါ့ပြီးရင်ဘာတွေဒုက္ခတွေတွေ့မယ်ဘလို့ဟာတွေတွေ့မယ်ဆိုတော့ကြိုပြီးမှတော့တွေးထားတယ်ဘာဘူရစီတောင်ထိပ်ရောက်ဖို့သူယုံကြည်နေတယ်မြန်မာနိုင်ငံသားတွေအတွက်လည်းဂုဏ်ယူပါတယ် ရေခဲတောင်တွေရဲ့အလှတွေနဲ့ရေခဲတောင်တွေကြားထဲမှာဘဝကိုဖျက်ဆီးနေသူတယောက်အကြောင်းကိုရှင်းသာခဲ့ကြရတာပါအခုကြည့်ခဲ့ရတာတော့ခစ်ကြိုင်ကောက်ကြောက်အစီအစဉ်မှာဒီအစီအစဉ်ကိုပတ်စဉ်တရင်းခွေတိုင်းမှာအစ်တထုတ်လင်းပေးနေပါတယ်ထုတ်လင်းမိသားအစီအစဉ်တွေကိုပြန်လည်ကြည့်ရှုနေတယ်ဆိုရင်တော့ခစ်ကြိုင်ကောက်ကြောက် Facebook မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ဒီအစီအစဉ်ကိုအားပေးနေသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ပြဖြိုးကျော်ပါ